ဒီမင်းအွန်လိုင်းအတွက်ကတကယ်တော့ဘယ်လိုပြောရမလဲလှုပ်လဲဘာမှမထူမလှုပ်လဲဘာမှမထူဘာဖြစ်လို့လဲ तू ကတမရဖြစ်နေပြီလေသူ့ကိုယ်သူတမရဆိုပြီးသူ့ကိုယ်သူပေးထားတယ်ဟောဟောလာသူ့ကိုယ်သူကကွယ်ဥစည်းချုပ်လဲသူပဲတမရလဲသူပဲရှင်းပြောရရင်မင်းတို့ဒီဒီခွေးအုပ်စုဒါမိုးအုပ်ချုပ်တဲ့နယ်မြေတော်တွင်းမှာအာနာအပြေးဝရထားပြီးသားလို့ပြောလို့ရတာပေါ့ ါလဲဆိုကျွန်တော်တို့စစ်ကောင်စီရွေးကောက်ပွဲဟာဘလို့အခြေအနေရှိလဲဒီရွေးကောက်ပွဲဟာဘလို့ပြောရမလဲမလို့ခင်တည်းကရှုံးပြီးသားငွေဖြုံးတဲ့ပွဲပေါ့နော်အဓိကကတော့ပြည်တွင်းမှာရှိတဲ့အဲပြည်တွင်းမှာရှိတဲ့ဟိုပြည်တွင်းမှာရှိတဲ့ပြည်တွင်းမှာရှိတဲ့ဒီလူတွေကိုလှည့်စားဖို့လုပ်တဲ့ဟာဆိုတာကိုကျွန်တော်တို့ပြောမယ်ပေါ့နော်အဲကျွန်တော်ကျွန်တော်ထင်တာပေါ့နော် ကျွန်တော်ထင်တာနော်အဲ့ဒါစစ်ကောင်စီရအဖွဲ့တွေကတော့ဟိုစိတ်မညစ်နဲ့ပေါ့နော်ကျွန်တော်ကြိုပြောထားမယ်စစ်ကောင်စီအဖွဲ့တွေကစိတ်မညစ်နဲ့လောကမှာကိုလှုပ်ချင်တာကိုဆက်လှုပ်ပေါ့နော်ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုကိုဆက်လှုပ်ဟို ဟိုစိတ်မညစ်နဲ့လို့ကျွန်တော်ပြောချင်တယ်เนาะဘာဖြစ်လို့လဲဆိုတော့အခုကတော့နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့စစ်ကောင်စီကတော့ရွေးကောက်ပွဲကိုအသေးအံလုပ်တယ်ပေါ့เนาะအဲ့တော့မင်းအောင်လှိုင်ကစစ်ကောင်စီကိုဘာကြောက်လုပ်လဲရွေးကောက်ပွဲကိုဘာကြောက်လုပ်လဲဆိုတော့ဒီစစ်အုပ်စုဖြစ်ခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လှိုင်ကတော့ဒါတိနိုင်လောက်တယ်ပေါ့เนาะဒါပေမဲ့ဒီမင်းအောင်လှိုင်အောက်ဆွဲအခုလာဟောင်နေတဲ့6800ဈားလေးတွေကတော့ အဲ့တော့ရွေးကောက်ပွဲကိုဘာကြောင့်လုပ်လဲဆိုတာကိုသူတို့ကတော့သိနိုင်တဲ့အနေထားတွေအရေးချင်းတွေအရေးသွေးတွေမရှိတော့ဘူးလို့ထင်တာပေါ့နော်အဲ့တော့ညီလေးတို့ရေမင်းတို့ဘဝသူဒ္ဒရအောင်ပြောပြမယ်6800စားလေးတွေသိတာမင်းတို့ဘဝကိုတနာလို့သိတာတနာလို့ဘာဖြစ်လို့လဲဆိုတော့ဆရာငါအမြဲတမ်းပြောသလိုပဲဆရာချစ်စဲမောင်ရဲ့စကားနဲ့ပြောရမယ်ဆိုနှိတ်ချတော့မြစ်တာအောင်မင်းတို့မမြင်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့မင်းတို့နှိတ်ချတော့မြစ်တာအောင်မမြင်နိုင်မင်းတို့ခွေးတို့ဟောင်းပါပဲဟောင်းမစေနော်မင်းတို့ပခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့အတွက်ကြောင့်မင်းတို့အုံနောက်ထဲမှာဟို ခြီးပဲရှိရှိမင်းတို့ခေါင်းထဲမှာခြီးပဲရှိအုံနောက်ပဲရှိရှိငါတို့ကတော့စေတနာထားပြီးတော့မှမင်းတို့ပြောပြတာပေါ့ကွာတနာလို့ပေါ့ကွာ6800ဇာလေးတွေပေါ့ကွာနော်မင်းတို့6800ဇာလေးတွေတနာလို့ပြောပြမယ်မင်းတို့အားပေးရကြိုးနဲ့လားမနဲ့လားဆိုတာကိုစဉ်းစားတွေးခေါ်တတ်အောင်လို့ပေါ့နော်အဲ့တော့မင်းတို့မင်းအောင်လည်းရွေးကောက်ပွဲကိုဘာကြောင့်လှုပ်ချင်တာလဲဆိုတော့မင်းတို့အာနာသိန်းစစ်ခွေးအုပ်စုကရွေးကောက်ပွဲကိုဘာကြောင့်လှုပ်ချင်တာလဲဆိုတော့အဲ့တော့ဘာကြောင့်လှုပ်ချင်တာလဲဆိုလို့ရှိရင်မင်းတို့အခုနိုင်ငံတော်ရဲ့ နိုင်ငံတော်ရဲ့အာဏာနိုင်ငံတော်ရဲ့အာဏာဆိုတာကတော့တစိမ့်တစ်ပိုင်းပေါ့ကွာမရှိကောင်စီဓာမိုးအုပ်ချုပ်ထားတဲ့နယ်မြေတောတွင်းမှာရှိတဲ့မင်းတို့ရွေးကောက်ပွဲဟာဒီတော်လိုင်းအင်အားစုတွေတိမ့်ပိုက်ထားတဲ့နေရာမှာမင်းတို့လာလို့လို့မရဘူးချင်းတိတာတခုကတော့လုံးဝလုံးလို့မရဘူးအဲ့တော့မင်းတို့ဘယ်နေရာမှာရွေးကောက်ပွဲလုပ်လို့ရလဲဆိုလို့ရှိရင်စစ်ကောင်စီဓာမိုးအုပ်ချုပ်ထားတဲ့ရန်ကုန်နဲ့မန္တလေးတဝိုက်ပေါ့ကွာ။နော်ရန်ကုန်နဲ့မန္တလေးပြင်ဦးလွင်တဝိုက်လောက်ကတော့မင်းတို့ဟိုလုပ်လို့ရမှာပေါ့။အဲ့တော့မင်းတို့လုပ်လို့ရတဲ့နေရာမှာမင်းတို့လုပ်လုပ်တာကမင်းတို့ဒီမင်းအောင်လိုင်းအတွက်ကတကယ်တော့ ဘယ်လိုပြောရမလဲလှုပ်လဲဘာမှမထူမလှုပ်လဲဘာမှမထူဘာဖြစ်လို့လဲ तू ကတမရဖြစ်နေပြီလေသူ့ကို तू တမရဆိုပြီးသူ့ကို तू ပေးထားတယ်ဟောဟုတ်လားသူ့ကို तू ကကွယ်ဦးစီးချုပ်လဲ तू ပဲတမရလဲ तू ပဲရှင်းပြောရရင်မင်းတို့ဒီဒီခွေးအုပ်စုဓာမိုးအုပ်ချုပ်တဲ့နယ်မြေတော်တွင်းမှာအာနာအပြေးဝရထားပြီးသားလို့ပြောလို့ရတာပေါ့အဲ့တော့အာနာအပြေးဝရထားပြီးသားလူတယောက်ကဘာကြောင့်ရေကောက်ဝဲလှုပ်ချင်တာလဲ အဲ့တော့ရွေးကောက်ပွဲလှုပ်ချင်တာကအယက်သားတွေကိုအယက်သားအုပ်ချုပ်မှုလှုပ်ချင်လှုပ်ပေးချင်လို့လားဒီလိုရှိတာပေါ့အဲ့တော့အယက်သားအုပ်ချုပ်မှုကိုသဘောတူညီမှာတော့ဖြစ်2021ထဲကအာဏာမသိမ်းဘူးလေကွာသဘောပေါက်လားဗာလဲဒီစစ်ကောင်စီအနေနဲ့အယက်သားအုပ်ချုပ်မှုကိုသဘောတူတဲ့သဘောတူတယ်ဆိုရင်2021ခုနှစ်ထဲကအာဏာမသိမ်းဘူးเนาะအဲ့တော့အာဏာသိမ်းပြီးမှရွေးကောက်ပွဲပြန်လုပ်တယ်အဲ့မှာလာပြီဘာကြောင့်ရွေးကောက်ပွဲလုပ်တာလဲရှင်းတယ်လေ ဘာကြောင့်ရေကောက်ဝဲလောက်တာလဲပြောပြမင်းတို့၅နှစ်ရှိသွားပြီ၄နှစ်ပေါ့ကွာ၄နှစ်ထားလိုက်၄နှစ်ရှိသွားပြီအဲ့တော့ဒီရွေးကောက်ခံအစိုးရကနေဖွဲ့ထားတဲ့ CRB8 ဆိုတာမင်းတို့ CRB8 တည်တာလွတ်တော်ပေါ့နော်ဒီရွေးကောက်ခံအစိုးရရွေးကောက်ခံအနိုင်ရပါတီကနေပြီးတော့မှဖွဲ့ထားတဲ့လွတ်တော်ဆိုတာရှိတယ်အဲ့လွတ်တော်ကိုကဘာကနေပြီးအတိမတ်ပြုတ်ထားတယ်နော်အဲ့ဒါကိုမင်းတို့ငါလျှောက်ပြောတယ်ထင်နေမှာစိုးလို့မင်းတို့ပြပမယ်တိတ်မကြခင်တော့ငါကပ လွှတ်တော်များအစည်းအဝေးလုပ်တဲ့လွှတ်တော်အဖွဲ့တွေတွဲဆောင်တဲ့နေရာမှာဒီ CRPH ဆိုတဲ့ဒီတော်လန်ရေးအင်အားစုတွေပေါ့နော်ဒီမဲနိုင်အစိုးရကနေမဲနိုင်ပါတီကနေဖွဲ့ထားတဲ့ CRPH ဆိုတဲ့အစုအဖွဲ့ကကမ္ဘာလွှတ်တော်များလွှတ်တော်အုပ်စုတွေတွဲဆောင်ပွဲမှာတက်ရတယ်။သဘောပေါက်လားမသိဘူး။အဲ့ဒါပါလဲဆိုတော့ဒီလွှတ်တော်ဒီဒီမဲနိုင်အုပ်စုဒီ legitimate ဖြစ်တယ်ဆိုတဲ့သဘောတရားရှိနေလို့နိုင်ငံတကာကလက်ခံတာ။ အဲ့တော့တစ်ဖက်မှာဒီ CRPH က legitimate ဖြစ်တယ်ဆိုတဲ့သဘောတရားရှိရဆိုတစ်ဖက်မှာ main online ကအာနာသိမ်းထားတယ်ဆိုတဲ့သဘောတရားကိုကဘာမြင်နေတာပေါ့အဲ့တော့မြင်နေတော့ main online ကအာနာသိမ်းတာမဟုတ်ပါဘူးသူတို့လည်းရွေးကောက်ပွဲလုပ်တယ်ဒီ CRPH ကဲသို့သောလွှတ်တော်တရက်ကိုခေါ်ဆိုနိုင်ဖို့ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ဟိုဘွားသူယုံထွက်ဖို့အတွက်သူ သူရွေးကောက်ပွဲလှုပ်တာအဲ့တော့ရွေးကောက်ပွဲသူလှုပ်လိုက်လို့သူကဒီ CRB နဲ့အပြိုင်လွှတ်တော်တရက်ပေါ်လာမယ်လို့သူထင်လို့သူအကုန်ကြတွေခံပြီးတော့မှသူရွေးကောက်ပွဲကိုလှုပ်တာဖြစ်တယ်နော်ရှင်းပြမယ်နော်သူရွေးကောက်ပွဲကိုအကုန်ကြတွေခံပြီးသူလှုပ်တာဖြစ်တယ်ဒါပေမဲ့ဘေးအောင်လိုက်ရွေးကောက်ပွဲကိုထားလို့မယ်ဆိုပြီးကြင်ညာပြီးတော့တိတ်မကြခင်မှာပဲကဘာကနေ CRB ကိုနော်လွှတ်တော်ကိုယ်စားလှယ်ချင်းခေါ်တွေ့အဲ့တော့ဥရောပနိုင်ငံတွေရတယ် ဒီမင်းအောင်လည်းရွေးကောက်ပွဲကိုကန့်ကွက်တယ်ဟုတ်ပြီဥရောပနိုင်ငံဆိုတော့ဝေးပါတယ်အနည်းဆက်ဆုံးပြောမယ်မြန်မာဒီအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တယ်အဲ့တော့အာဆီယံအဖွဲ့ဝင်နိုင်ငံကအာဆီယံဒေသတွင်းအာဆီယံကတော့မင်းအောင်လည်းရွေးကောက်ပွဲကိုမထောက်ခံဘူးနော်အဲ့တော့ဒေသတွင်းအာဆီယံကတော့မင်းအောင်လိုင်ကိုရွေးကောက်ပွဲကိုမထောက်ခံတဲ့အတွက်ကြောင့်မင်းအောင်လိုင်ရဲ့ရွေးကောက်ပွဲဆိုတာက မလုတ်ခင်တည်းကဘာမှမဟုတ်တဲ့လုံရက်တစ်ခုဖြစ်တယ်နော်အဲ့မင်းတို့ငိုနေလားမသိဟမ် ဘောမလေးတွေငိုနေပြီလားဘောမမငိုနဲ့မငိုနဲ့ပြောပြတာဒါမျိုးစေတနာနဲ့ပြောပြတာအဲ့တော့ဒီရွေးကောက်ပွဲကမလုတ်ခင်တည်းကဘာမှမဟုတ်တော့ဘူးဘာဖြစ်လို့လဲရှင်းပြောကုလသမဂ္ဂကလည်းစောက်ဖတ်မလို့နော်ဒီဒါဒါရွေးကောက်ပွဲဖြစ်ပါပါစောက်ဖတ်မလို့အာဆီယံကလည်းစောက်ဖတ်မလို့ဥရောပနိုင်ငံတွေကလည်းစောက်ဖတ်မလို့အဲ့တော့တေယုကြီးကလည်းစောက်ဖတ်လို့ပါတယ်လို့ဘာမှလောလောလာလာမပြောသေးဘူးမိစဉ်ကြည်ကားဖို့ချောင်းနေတယ် အဲရုရှားကတော့ပညာပေါ့ထားလိုက်ပေါ့အဲ့တော့ဒီတရုတ်အင်အားစုတွေရုရှားအင်အားစုတွေရဲ့ ဩဇာခံမလွတ်တဲ့နိုင်ငံတွေကသာဟိုပြောဒီပြောအနေငယ်ပြောတာကလွဲလို့ကမ္ဘာမှာတိတိတန်တန်ဖွဲ့စည်းထားတဲ့အာဆီယံလိုအဖွဲ့မျိုးတွေကုလသမဂ္ဂလိုအဖွဲ့မျိုးတွေလွှတ်တော်ဘောင်းချုပ်အဖွဲ့မျိုးတွေကအခုချိန်ထိဒီရွေးကောက်ပွဲပေါ်မှာဘာမှထောက်ခံခြင်းမရှိဘူးပြီးရင်ဒီရွေးကောက်ပွဲသည်ပြည်တော်စုမြန်မာနိုင်ငံတော်တို့အတွင်းမှာရှိသောနိုင်ငံသားတွေအလုံးရဲ့လွတ်လပ်မှုထွက်ပေါက်ဆိုတဲ့သဘောတရားမျိုးကိုဘယ်နိုင်ငံမှမရှုမြင်ဘူးဒီအာဏာရှင်က ဒီ CRPA နဲ့အပြိုင်နော်ဒီမဲနိုင်ထားတဲ့ပါတီကနေဖွဲ့ထားတဲ့လွတ်တော်နဲ့အပြိုင်လွတ်တော်တရက်လှုပ်ချင်လို့နော်အာဓာမိုးပြီးတော့မှထလှုပ်တဲ့အခင်းချင်းပဲရှိတယ်။ तू ကတော့အဲ့လိုအခင်းချင်းမျိုး तू လုံနိုင်လို့ရှိရင်ကဘာအမြင်ပြောင်းလာမလားဆိုပြီးတော့အကုန်ကြတွေခံပြီးတော့မှလှုပ်တာပေါ့နော်အဲအမှပါတီတွေခေါ်ဘာခေါ် PR ပေါ့ပါတီစုံဒီမိုကရေစီစနစ်ဘာညာတရကဝူဝါပေါ့နော်အဲ့တော့သူကပါတီစုံဒီမိုကရေစီစနစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် ပြည်တွင်းထဲမှာရှိတဲ့မင်းတို့ဓာမိုးအုပ်ချုပ်ထားတဲ့လူတွေကလည်းမင်းတို့ဓာမိုးမအုပ်ချုပ်ပါဘူးထက်တဲ့ဝုံဝုံငါတို့ရွေးကောက်ပွဲကိုလက်ခံလားလက်မခံလားမင်းတို့မေးကြည့်ရဲရင်မင်းတို့မေးကြည့်နော်လက်ခံလားလက်မခံလားအဲ့တော့မင်းတို့ဇော်မဲလုံးကထားငိုတယ်ဇော်မဲလုံးကထားငိုတယ်ဘာထားငိုလဲဆိုတော့ပြည်နိုင်ငံမှာမပါလဲတော့စောက်ကူမဆိုင်ဘူးတဲ့ငါတို့ပြည်တွင်းရသူတွေထောက်ခံရင်ပြီးရောတဲ့ရွေးကောက်ပွဲဆိုတာနိုင်ငံသားမှလောက်တာမဟုတ်ဘူးတဲ့ပြည်တွင်းမှာလောက်တာတဲ့ဘာလို့မှဘိုလ်ချုပ်လီးဘိုလ်ချုပ် နော်နိုင်ငံတကာရဲ့ထောက်ခံမှုကအရေးကြီးလားအရေးမကြီးဘူးလားဆိုတာမင်းတို့မသိဘူးလားအေးမင်းတို့သိတယ်ကွာတကယ်တော့အဲ့ဒီရွေးကောက်ပွဲက6800ဇာတိဆက်လက်ထောက်ခံရေးအတွက်ဟိုခွေးလေးပြောင်အောင်ချီးနှက်ပေးရှူတဲ့စောက်ဆင်ပဲရှိတယ်မင်းတို့ရွေးကောက်ပွဲစောက်ဆင်ရနော်အာဆီယံလည်းစောက်ဖတ်မလို့ဘူးကမ္ဘာကလည်းစောက်ဖတ်မလို့ဘူးနော်တော်လိုင်းအင်အားစုတွေစိုးမိုးသိမ့်ပိုက်ထားတဲ့နေရာမှာနေရာလူတွေလည်းစောက်ဖတ်မလို့ဘူးရှင်းရှင်းပြောရလို့ရှိလို့ရှိရင် မင်းအွန်လိုင်းပြိုင်ပြီးမင်းအွန်လိုင်းပဲနိုင်မဲ့ရွေးကောက်ပွဲကိုဘယ်ကောင်းမှစောက်ဖက်မလို့ဘူး။တော့လူရုအစိုးရလှုပ်ထားတဲ့ရွေးကောက်ပွဲဆိုတော့2020မှာပြီးသွားပြီ။2021မှာဒါအာနာသိမ်းမှုဖြစ်သွားပြီ။အဲ့တော့အာနာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာအာနာသိမ်းဆန့်ကျင်ရေးတော်လိုင်းအင်အားစုတွေပေါ်ပေါက်လာတယ်။ဟုတ်လား။ ဒါကတော့စစ်တပ်ကိုမုန်းတာလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးအဲ့တော့မင်းတို့ဒီအာနာသိန်းအုပ်စုအာနာရှင်အုပ်စုကိုငါတို့ကမုန်းတာဖြစ်တယ်ဒီစစ်တပ်ဆိုတဲ့ constitution နဲ့ institution တွေလည်းငါတို့ဖြိုဖျက်နေတာလည်းမဟုတ်ဘူးအဲ့တော့မင်းတို့ကသူတို့ထောက်ခံကြမင်းတို့ဒီစစ်ခွေးတွေကြောင့်စစ်တပ်ကပြိုမှာဘာဖြစ်လို့လဲအာနာရှင်ကိုထောက်ခံရင်းနဲ့ငါတို့ကအာနာရှင်ကိုတော်လန်ရင်းတော်လန်ရင်းနဲ့မင်းတို့ချစ်ပါတယ်ဆိုတော့တက်မတော်ကစောက်ရှက်မရှိမင်းတို့ကြောင့်ပြိုသွားလိမ့်မသိလားမင်းတို့ကတက်မတော်ကိုတကယ်ချစ်တယ်ဆိုရင်ဒီအာနာရှင်ရှင်းလေးကွာဟဲ့ အဝေးလှုပ်ဆရာအောင်မလို့မင်းတို့တက်မတော်တကယ်ချစ်တယ်ဆိုလို့ရှိလို့ရှိရင်မင်းတို့အာနာရှင်ဆိုတာတက်မတော်မှာအစုအဖွဲ့လေးတစ်ခုပဲရှိတာနော်အဲ့တော့မင်းတို့တက်မတော်သားအင်အားစုတည်းဒီအာနာရှင်ကိုပြန်ပြီးတော့မှမင်းတို့ပြန်ငုံလိုက်တယ်လူတို့ရဲ့ဆန္ဒကိုလိုက်ရောလိုက်တယ်ဆိုရင်ဒါပြီးွားပြီလေဒါပြီးွားပြီလေအဲ့တော့မင်းတို့ကဘာလဲမင်းတို့တက်မတော်ကြီးကိုငါတို့ကတော်လန်နေပါတယ်ဖြိုဖျက်နေပါတယ်လို့မင်းတို့ထင်လီးပဲသိလားဖြိုဖျက်အောင်မှာမင်းတို့အဲ့လိုထင်နေသေးဖြိုဖျက်ခံနေရအောင်မှာ ဲ့တော့ထင်နေသေးရေမင်းအောင်လိုင်ကမင်းတို့အဲ့လိုထင်နေတဲ့ကောင်တွေရှိလေမင်းအောင်လိုင်ကကြိုက်လေပဲသိတယ်ဘာဖြစ်လို့လဲဆိုတော့ဟို3လေးတောင်ပေးရတဲ့နွားလေးတွေပေါ့ကွာသိတယ်3လေးတောင်ပေးရတဲ့နွားလေးတွေမင်းတို့စောက်စင်းကကြားပြားမှာဂိတ်စောက်တဲ့ကောင်တွေတော့စောက်စင်းမရှိဘူးမင်းတို့စစ်ခွေးဆိုတဲ့ကောင်တွေကမင်းတို့6800ဇာတွေကကြားပြားမှာဂိတ်စောက်တဲ့ကောင်တွေတော့ငါကြားတာဘယ်လောက်လဲ9000ရတော့နော်9000ရသိတယ်ဂိတ်စောက်တော့9000ရတယ်မင်းတို့2000 3000နဲ့ မင်းအောင်လိုင်းရဲ့ကိုအသက်ပေးနေတာကိုမင်းကိုလိုးနေတယ်သိလားမင်းတို့ဘောအောင်မင်းတို့အဲမင်းတို့ဘောအောင်မင်းတို့သိတယ်အဲ့တော့မင်းတို့ရွေးကောက်ပွဲဆိုတာပြည်တွင်းထောက်ခံမှုလည်းမရှိဘူးเนาะအာဆီယံတွင်းဒေသတွင်းထောက်ခံမှုလည်းမရှိဘူးပြည်ပထောက်ခံမှုလည်းမရှိဘူးမင်းတို့စောက်ဖက်မလို့လို့တော့မှเนาะဒါလွတ်တော်များကဘာလွတ်တော်များဘောင်းချုပ်ကနေပြီးတော့မှဒေါ်စင်မောင်တို့ CRPA အုပ်စုကိုခေါ်တွေ့တာပေါ့ကွာအဲ့ချိန်မှာတည်းကမင်းအောင်လိုင်းကခိုးငုံနေပြီမင်းတို့ကတော့မသိတာခိုးငုံနေပြီသိတာဟာငါလုံးမငါတော့ကွာ CRPA လွှတ်တော်တရေပေါ်ပေါက်လာအောင်လို့ရွေးကောက်ပွဲလုပ်နေတာဟိုကဒေါ်စင်မောင်တို့ကိုခေါ်တွေးလိုက်တယ်ဆိုတော့ခုံးငုံနေပြီသိလားဒါပေမဲ့ငါတို့ကအမေရိကန်ငါတို့လာတိုက်ပေးပါအင်္ဂလန်ငါတို့လာတိုက်ပေးပါအိန္ဒိယလာတိုက်ပေးပါငါတို့မတောင်းဆိုဘူးငါတို့မလိုဘူးနော်မင်းတို့ဘာဘာကြီးစောက်ချဘူးကိုနော်အေး logistic လမ်းကြောင်းတွေဖြစ်တဲ့တရုတ်တို့အိန္ဒိယတို့ကပစ္စည်းခိုးမရောတော့ဘူးဆိုတဲ့နေကြရင်မင်းတို့ဘာဖြစ်မလဲဆိုတာမင်းတို့ဘဝမင်းတို့တွေးထားဒါပေမဲ့ငါတို့ကတော့ လက်နဲ့ကင်တဲ့ကောင်အကုန်လုံးပြောတာကွာလက်နဲ့မကင်တဲ့သူတွေကတော့မချင်းချောက်ပါဘူးဒါပြောပြတာအဲ့တော့မင်းတို့ရွေးကောက်ပွဲဆိုတာဘာစောက်စင်းမှမရှိဘူးဆိုတာကိုပြောပြတာနော်ဘာစောက်စင်းမှမရှိဘူးပတ်စံဟိုမင်းတို့ထောက်ခံသူပေါ့မင်းတို့ဟိုဘာလဲချီးနှက်ယူရတဲ့ခွေးလေးတွေပျော်ဖို့အတွက်ချီးပေါက်ပေးတဲ့အဆင်ပဲရှိတယ်ငါတို့ရင်တော်မခုံနော်မင်းတို့ကမင်းတို့ဘဲဆယ်လီဘရီတီတွေဘဲအဆိုတော်တွေကိုပဲဓာမိုးပြီးတော့ပဲမင်းတို့ကြင်ညာခိုင်းကြင်ညာခိုင်းအဲ့တော့ဘာလဲဆိုတော့ ဥပမာပေါ့ကွာမင်းတို့ဒီရွေးကောက်ပွဲလုံးရတဲ့အကြောင်းအရာနှစ်ချက်ပဲရှိတယ်တစ်ချက်ကအာရွေးကောက်ပွဲလုံးလိုက်တဲ့အတွက်ကြောင့်မို့စစ်ကောင်စီက legitimate ဖြစ်သွားပြီဆိုပြီးတော်လိုင်းအင်အားစုတွေစိတ်သက်ပြက်စီကျင်တာတစ်ကြောင်းမင်းတို့ချီးရှူနေတဲ့ကောင်လေးတွေကိုဆက်လက်ချီးရှူဖို့အတွက်ချီးနှံ့ပေးတာတစ်ကြောင်းသူ့ရဲ့ရွေးကောက်ပွဲအနှစ်သာရဒီနှစ်ကြောင်းပဲရှိတယ်အဲ့ဒီနှစ်သာရနှစ်ကြောင်းထဲမှာအာရွေးကောက်ပွဲကြီးလုံးလိုက်လို့ဟိုရွေးကောက်ပွဲကြီးလုံးလိုက်လို့ဒီတော်လိုင်းအင်အားစုတွေစိတ်သက်ကြွားမယ်ဆိုတဲ့မျှော်လင့်ချက်တော့မထားနဲ့0မင်းတို့အဲ့ဒီပုံမှာ0အေးဒါပေမဲ့မင်းတို့အဲ့ဒီရွေးကောက်ပွဲအဲ လှုပ်လိုက်တဲ့အတွက်ကြောင့်မို့မင်းတို့ချီးယူနေတဲ့6800ဇာနဲ့စစ်ခွေးလေးတွေကတော့ဟာငါတို့ဘဘကြီးကတော့နိုင်ငံရေးအပြောင်းလဲလုပ်ပြီဆိုပြီးတော့မှအဲเออไอ้ห่าတော့မျောလင်းချက်ရှိတာပေါ့မျောလင်းချက်ဒါပဲမင်းတို့ခွေးဆက်မွေးလို့ရတယ်ကွာမင်းတို့မျောလင်းချက်မင်းတို့ရွေးကောက်ပွဲကခွေးဆက်မွေးလို့ရတယ်ဒါပဲကျန်တာဘာမှမရှိဘူး